ားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ YouTube channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ Champion League ဖလားကြီးကတော့ Arsenal ကိုအထာတွေပေးနေပြီဗျာအဲ့လိုပဲပြောရမှာပေါ့ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ညမှာ Arsenal အမျိုးသမီးအသင်းအောင်ပေါ့နော်မိုက်ဆာကမ်ဘတ်နဲ့ Lion အသင်းကို4-1နဲ့နိုင်ခဲ့တယ်เนาะဒါ Emirates မှာ2-1နဲ့ရှုံထားတာကိုခြေပြီးတော့เนาะလုံးဝ4-1နဲ့အပြတ်တက်နိုင်ပြီးတော့ဒါ final ကိုတက်သွားခဲ့ပါပြီ ဆိုတော့ဘလို့လဲဆိုတော့ဟိုအရင် quarter final တုန်းကလည်းကျွန်တော်တို့ဒါအာဆနယ်အမျိုးသမီးအသင်းက Real Madrid ကိုကြော်ဖြတ်ပြီးတော့ဒါစီမီကိုတက်လာခဲ့တယ်အဲဒီတော့ကလည်းပြောရရင်ဟိုအာဆနယ်နဲ့အာဆနယ်အမျိုးသားအသင်းကဒါရေးနဲ့ quarter final မကန်ခင်မှာ အမျိုးသမီးအတင်းကသူတို့ရဲအမျိုးသမီးအတင်းကိုဖြုတ်ခဲ့တာဗျာနော်အဲဒီတော့ကလည်းအိမ်ကွန်းမှာ3စီးနဲ့အဲ့လိုမျိုးကမ်းဘတ်နဲ့ဖြုတ်ခဲ့တာဆိုတော့အဲ့ဒီခါမှာလည်းဟာပေါ့အမျိုးသမီးအတင်းကတော့ရဲကိုဖြုတ်ခဲ့ပြီပေါ့လားနောက်အာဆင်နယ်အမျိုးသားအတင်းပဲကြံတော့တယ်ပေါ့လေနော်အဲ့လိုတွေပြောခဲ့ကြတယ်ပေါ့လေတကယ်လဲအာဆင်နယ်ကရဲမက်ထရစ်ကိုကျော်ဖြတ်ပြနိုင်ခဲ့တယ်အခုလဲဒါ semi final မှာလောက်ပြန်ပြီဒါ ဒါကြောင့်အာဆနယ်အမျိုးသမီးအသင်းကနော်ပြင်သစ်ကလပ်လိုင်ယွန်ကိုနော်ငကြော်ပေါင်းရလက်ဖိုက်3နဲ့နောက်သစင်ကိုတက်လန်းနိုင်ခဲ့ပြီပေါ့ဆိုတော့ဒီခါမှာကျွန်တော်အာဆနယ်နဲ့ဒါ semi final မှာတွေ့နေတာလဲ PSG ဖြစ်နေတယ်ဟိုချန်ပီယံလီးဂ်ကဒါအသင်းတွေကလုံးဝကျွတ်ထားပြီးတော့ကောင်းနေဖို့လိုတယ်လို့ဥရောပပြိုင်ပွဲဖြစ်တဲ့အတွက်ဒါလူရှိန်နေဖို့မလိုတယ်လို့ရင်းချက်ဖို့လိုတယ်လို့တည်ငြိမ်ဖို့လိုတယ်လို့ဒါလက်ကီးလဲလိုတယ်ကံလဲလိုက်ဖို့လိုတယ်ဒါကတော့အမှန်တရားပဲ ဒါဒါတကယ်ဟိုဘာလို့ဆိုဟိုရှိရှိကလေးကလည်းဒါတော်တော်များများလည်းပြောခဲ့တယ်ပရိတ်သတ်တွေအားလုံးလုံးလည်းဒါပြောခဲ့ကြတယ်လက်ခံထားကြတဲ့အရာကချန်ပီယံလိရနဲ့ကြီးတယ်ဆိုရဲဟာအဲ့ဒါမျိုးပေါ့လေဆိုတော့ဟိုအာဆနယ်ကဒီယာဒီမာဒါဒီလိုပြောလို့မကောင်းမဟုတ်နော်ခြေစမ်းပိုင်းအရာလည်းလုံးဝကောင်းမွန်နေတဲ့အတင်ဒါပေမဲ့ချန်ပီယံဖြစ်ချင်တော့အခြေစမ်းကြီးအပြင်ကိုလက်လဲလို့တယ်အဲ့လိုမျိုးပေါ့အခုကအခုအနေထားကအာဆနယ်ကဒါချန်ပီယံလိဖလားယူဖို့အတွက် အဲလက်ကီကောင်းနေတဲ့အသင်းမျိုးလားအဲ့လိုဖြစ်နေပြီလားဆိုတာမျိုးလေးပေါ့လေအခုအနေထားလေးတွေကဘာလို့ဆိုကျွန်တော်တို့ဒါ2006ခုနှစ်မှာအာဆနယ်ဖိုင်နယ်တက်ခဲ့တုန်းကလည်းရီယယ်မက်ထရစ်ကိုကြော်ဖြတ်လာတာအဲ့တုန်းကတော့16တင်းအဆင့်မှာကြော်ဖြတ်လာတာပြောရရင်တော့အဲ့လိုဗာနေဗျူးမှာနိုင်တယ်အိမ်ခွန်းမှာတကြီးကြတယ်ပေါ့အဲ့လိုမျိုးကြော်ဖြတ်လာတယ်ဒီခါမှာတော့ကျွန်တော်တို့ကွာတာဖိုင်နယ်မှာရီယယ်မက်ထရစ်ကိုကြော်ဖြတ်လာတယ်အဲ့အဲ့လိုပေါ့ ပြီးရင်အဲ့လိုအမျိုးသမီးအသင်းကလည်းရဲကိုကြော်ဖြတ်တယ်ပြီးရင် semi final မှာပြင်တဲ့ကလပ်အခု Arsenal semi final မှာတွေ့ရမှာလဲ PSG ပြင်တဲ့ကလပ်အဒီလိုမျိုးတွေဖြစ်နေတဲ့အခါမှာပြောရရင်တော့ Champions League flag ကြီးက Arsenal ကိုအထာပေးနေပြီလားပေါ့ဆိုတော့နောက်တစ်ခုဒါအမျိုးသမီးအသင်းကတော့ final မှာ ်ဘာစီလိုနာနဲ့တက်အမယ်ဗျာဒါဟိုဘက်ချက်မှာတော့ဘာစီလိုနာနဲ့အင်တာကဒါဘယ်သူတက်လာမလဲဆိုတာပြောဖို့ရတော့ခက်သေးတယ်ပေါ့ပြောရရင်အာဆင်နယ်ဘာစီလိုနာเนาะဖြစ်သွားနိုင်တယ်အမျိုးသမီးအတင်ရောအမျိုးသားအတင်ရောပေါ့လေအဲ့လိုမျိုးအနေထားတွေရှိနေတယ်ဗျပြောရတော့ဟိုဇာတာတွေကတော့ကျွန်တော်တကယ်အာဆင်နယ်ကိုဒါမို့နည်းနည်းအလေးတခြင်းနေပြီလားဗောနော်ဇာတာအရတွေကဘာလို့ဆိုတော့အခုရှေ့ကအမျိုးသမီးတွေကအခုလဲတကယ်လောက်ပြသွားပြန်ပြီဗျာ အဲ့လိုပြောချင်တာကဘယ်လိုလဲဆိုတော့အဲ့လိုအမျိုးသားအတင်းကံကနီးလေးမှာအမျိုးသမီးအတင်းကအရင်ကံကံသွားတာအရင်ရင်ကံကံသွားပြီးတော့လုံးဝဟိုအတုယူစရာနော်လိုက်ပြီးတော့တကယ်ကိုအတုယူစရာခြေစွမ်းနေစိတ်ဓာတ်တွေကိုပြတ်တာသွားတာတကယ်ဟိုအမျိုးသားအတင်းအတုတော့တကယ်တကယ်အမျိုးသမီးအတင်းစီကစိတ်ဓာတ်တွေကိုယူကိုယူရမှာဘာလို့ဆိုတော့ကမ်ဖရက်နဲ့ဂျာနှစ်ကြော်လုံးနှစ်ကြော်လုံးဆိုတာနှစ်ဆင့်လုံးပေါ့လေပါတာအောင်စီပြီးတော့ကမ်ဘတ်နဲ့လာတာတော်တော်ကျန်းတယ် ဘာလို့ဆိုတော့ဟိုကျွန်တော်ကအဲ့ဒီမျိုးသမီးတင်းဒီလိုင်ယန်ရဲ့ပထမအကြော့ကြည့်လိုက်တယ်ဟိုဘယ်လိုလဲဆိုတော့တော်တော်ကြီးခြေစမ်းခြေစွမ်းกว่าတဲ့လိုင်ယန်ကတော်တော်ကောင်းတယ်လို့ထင်တယ်တော်တော်လေးလက်တကယ်လည်းမိုက်ပါတယ်ဒါပေမဲ့လုံးဝကြီးအကဲဖြတ်ဖို့ရတော့ဒါဆောလုံးနဲ့ပေါ့လေဘာလို့ဆိုကျွန်တော်အဲ့တပွဲလောက်ကြည်ပြီးတော့ပြောတာတော့ဒါအပြောတာဆိုတော့လေဒါပေမဲ့ကိုယ့်မျက်စိတဲ့အရာတော့တကယ်ကိုဒိုင်းကတော်တော်ကောင်းတယ်ဟာအာဆင်နယ်မလွယ်ဘူးเนาะအာဆင်နယ်မျိုးသမီးမလွယ်ဘူးဘာလို့အဲ့လို ဟိုကလောကဂျွတ်ထလစ်လစ်ထပြီးတော့အဲ့လို physical ဘိုင်းတွေရောစော်အားတွေရောစကေးတွေရောအသင်းလိုက်စုဖွဲ့မိမှုတွေရောလောကပြည့်ကျက်တိတ်ပြီးတော့စိနေတာဗျာအကွက်ကပထမကြုံမှာတော့ပြောပါတယ်အဲ့အဲ့ခါမှာအာဆင်နယ်ဘလို့မှမလွယ်နိုင်ဘူးပေါ့လေနော်ဘလို့မှမဖြစ်နိုင်ဘူးပေါ့ Lion ကောမှာဟိုကမမလောကဂိုးရမဖုတ်ရင်ကန်ကောင်းပေါ့လေဂိုးရဖုတ်လိမ့်မယ်ပေါ့သူတို့အိမ်ကောမှာအဲ့အဲ့လိုမျိုးတက်ခဲ့တာဗျာ ဒီလိုမှမြင်ကျွန်တော်အဲ့ဘွယ်တကယ်မျိုးဒီမီအတင်ဘွယ်ကြည့်ခဲ့ပါတယ်။ဘာလို့လဲ तू က YouTube ကနေလဲ live ပြန်တာ哦ကြည့်ရတာလွယ်တယ်ဗျာ။ဆက်ကောင်မကြည့်ဖြစ်လိုက်ဘူး။ကြည့်မှာဟိုတရင်နေတက်လာကမှာဟာဘလို့1 4နဲ့1 4တော့မှာဟို 4C ဖြစ်ပြီးမှာဟိုဘက်ကတလုံးနောက်ဆုံးဘိတ်ကြမှာခြေနိုင်သွားတာ။အဲ့လိုမျိုးအနေထားကြီးကတကယ်အဲ့ဒီစိတ်ဓာတ်တွေကတော့တကယ်တကယ်မျိုးရာအသင်းမှာတကယ်ရှိစီခြင်းနဲ့အဲဘာလို့လဲဆိုတော့ကျွန်တော်တို့က Champion Flash လိုချင်ရင်လေ ကျွန်တော်ကတချို့အရာလေးတွေကြာအနေနဲ့အများအမှားလေးတွေရှိလာမှာရှိလာတဲ့အခါမှာအဲ့လိုမျိုးလေးတွေဖာထင်းနိုင်ရမယ်ပြီးရင်နောက်တစ်ခုကပြန်လာနိုင်ရမယ်တကယ်အခုကကျွန်တော်တို့အာဆင်နယ်မှာဆိုလုံးဝဒါရှေ့ quarter final တုန်းကရောကျွန်တော်တို့16တင်းရှုံးထွက်မှာတုန်းကရော AC တက်ပေါင်တက်တာလို့ပြောလို့ရတယ်ပေါ့လေဟိုပြောရရင်တော့ရှုံးပြီးမှထားတော့1-0တွေအဲ့လိုမျိုးပေါ့နော်တရေကြတာတွေ1-0ဖြစ်ပြီးမှဒါမှမဟုတ်လေပွဲချိန်အတွင်းမှာရှုံးနေရဲ့အနေထားနဲ့မှပြန်လာနိုင်တာမျိုးတွေမရှိသေးဘူးဗျအဓိကကတော့ အဲ့လိုမျိုးရှိရမယ်လို့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ရှိလာခဲ့ရင်အဲ့လိုလာနိုင်ဖို့ရဖို့ကြိုတင်ပြင်ဆင်ထားဖို့လိုတဲ့ဒါတော့ရှိလာနိုင်တယ်အဲ့အဲ့လိုပြောတာလုံးဝအဲ့အဲ့လိုပေါ့ဗျာဟိုအစကတည်းကအပေါ်စီးကနေထားပါတော့ပြီးခဲ့တဲ့ကြော်လို့ဒါ3စီဘိုင်နိုင်ပြီးပေါ်စီးကနေဆိုတော့အကောင်းဆုံးပေါ့ဗျာနော်ဒါပေမဲ့ဒါ final ကျရင်ကြော်တဲ့ကန်တဲ့အခါကျရင်လည်းကဲလို့ final ရောက်ခဲ့ရင်ပေါ့ကျွန်တော်တို့ကဒါဘလို့ဖြစ်ဖြစ်မိနစ်90လုံးပြန်လာနိုင်ရမယ်ချန်ပီယံလို့ညီတီကြချန်ပီယံပဲဖြစ်ချင်အဲ့လို ပြန်လာနိုင်မှာအဲ့ဒါမျိုးစိတ်ဓာတ်ကိုကျွန်တော်အာဆင်နယ်အသင်းကြီးမှာရှိနေခြင်းနဲ့အမျိုးသမီးအသင်းကြီးတွေကလည်းနည်းနည်းလေးလာစေခြင်းနဲ့ဗျာတကယ်မလွယ်ဘူး။ဘာလို့တကယ်ပွဲကြီးတွေမှာလေပထမဟိုသူတင်ကိုတင်50-50အနေထားမှာเนาะဒါအာဆင်နယ်ကဒီချပါတော့ဟိုဆီမီဖိုင်နယ်လေးရင်းလုံးမှာမညံ့ပါဘူးအတူတူပဲเนาะအဲ့ဒါမျိုးပေါ့အဲ့လိုမျိုးဆိုတာတရေရလက်အနေထားမှာဒါရှင်ပြိုင်ကစားကြပြီဆိုရင်ဒါဘာမှစိုးရိမ်စရာမရှိပြီမဲ့ ဝမ်းစီးဖြစ်လာတဲ့အနေအထားမှာကိုကနိုင်သွားတဲ့အနေအထားရှုံးနေတဲ့အနေအထားတွေမှာဆိုအရန်ခတ်တာအဲ့လိုမျိုးပေါ့ဟိုအတူလဲအား90ကိုလဲအား90ပေါ့နော်တူလဲအား100ကိုလဲအား100အဲ့လိုအနေအထားတွေမှာကအရန်ခတ်တဲ့ဝမ်းစီးကျွန်တော်တို့လဲအဲ့လိုဝမ်းကန်တဲ့ကစားမှုတဲ့ခါမှာမလွယ်ဘူးအဲ့လိုမျိုးလိုက်ရှူရတာလေတခြားဟိုတူစီးတွေရှုံးနေတာနေဒါဒရီစီးအနေအထားအနေသာကံဘက်လာတာတွေကတော့လုံးဝဟို အမိုက်စားဗျာလုံးဝဖြစ်တော့ဖြစ်ခဲ့အရာတွေတကယ်ကဝမ်းစည်းလောက်နဲ့ကိုပြန်လာဖို့ရာပြန်နိုင်ဖို့ရာကမလွဲတာအဲ့ဒါမျိုးအဲ့ဒါမျိုးတကယ်စိတ်သက်ဒါပေမဲ့အခုချက်ကျွန်တော်ဆောဆောကပြောလို့ချန်ပီယံဖြစ်ချင်ရင်ချန်ပီယံဖလားဟိုမှလိုချင်အဲ့လိုစိတ်တွေရှိရမယ်ကျွန်တော်မကြခင်ဟိုဆောဆောပိုင်းလေးတုန်းကပဲကျွန်တော်တို့ကျွန်တော်ဒါပြိုင်ပွဲတစ်ခုဝင်ကံပါလေးရဲ့ကျွန်တော်ကတော့ဒါနာနေလို့တိတ်မကန်နိုင်ဘူးကျွန်တော်အတင်းဆို အဲပေါ့နဲ့နာမည်လည်းကြီးတယ်ဆောင်ရမ်းလည်းကောင်းတယ်ပေါ့လေဒါအပြော်ရမ်းကိုပြိုင်ပွဲဝင်ကြတယ်ဒါပေမဲ့အဲ့လိုကောင်းနေရတဲ့ဟိုလေတကိုးတွန်းခံလိုက်ရတဲ့အခါမှာစောစောစီးတကိုးတွန်းခံလိုက်ရတာလေအားပါခြေပါကိုပြန်မတွန်းနိုင်တော့ရှုံးသွားတယ်ဆော့ဖိရတာဆော့ရမ်းဖိရတာတော့တောက်ချောက်ဖိတတိန်းတိန်းကန်တယ်ဒါပေမဲ့အရာရောက်တဲ့ကိုးတွေမတွန်းနိုင်တဲ့အခါမှာ လက်ပြနှုတ်ဆက်ရတာပဲနောက်ဆုံးပဲကြတော့လေမလွယ်ဘူးတော်တော်ကိုမလွယ်တာဒါကံပူးရင်ပိုသိတယ်ပြောတာပါမလွယ်ဝမ်းစီနေတာနေကံကြည့်ရင်ပိုသိတယ်အဲ့ကြောင့်မလို့ဒါပေမဲ့အတထက်ခါထက်ခါပြောရင်အဲ့ချန်ပီယံအဲ့မျိုးသမီးအသင်းရဲ့စိတ်ဓာတ်ကိုပါတကယ်မိုက်တယ်အဲ့လိုမျိုးကျွန်တော်တို့အမျိုးသားအသင်းမှာလည်းမရှိနိုင်ကြအကြောင်းတော့မရှိဘူးပါမရှိဘူးဗျာเนาะဆိုတော့အဲ့လိုမျိုးလေးလေးဒါအမျိုးသားအကောင်လေးလေ့လာကြပါလို့เนาะဒါမှရှိမှဟိုကျွန်တော်ဟိုအရင်အဲ့လိုရေးရဲနဲ့ပွဲတော့လည်းပြောခဲ့တယ်ဗောလေ အဲရှေ့ဆောင်သွားလားဖြောင်းဖြောင်းသားမှနောင်သားတိုင်းဖြောင်းဖြောင်းလိုက်မယ်ပေါ့နော်အဲ့လိုမျိုးစကားပုံရှိတာပဲလေအခုကတော့ရှေ့ဆောင်သွားမှတွေဖြောင်းဖြောင်းသွားခဲ့ပြီပေါ့လေနော်နောက်နွားတိုင်းကတော့ဒါဖြောင်းဖြောင်းလိုက်ဖို့လိုတယ်ပေါ့လေဒါစကားပုံရပါနော်အဲအဲ့လိုမျိုးတွေရှိရပေါ့လေနော်ဆိုတော့အဲ့ဒီအကြောင်းလေးပြောချင်လို့ပါနော်တကယ်ကိုဟိုလောက်ပြနေပြီရှေ့မှာလဲနော်ဆိုတဲ့အခါမှာ Champion League ဖလားကြီးကအာဆင်နယ်ကိုအထာပေးနေပြီလားပေါ့နော်ဒါမျိုးလေးကိုလည်း အာကျွန်တော်တို့ဒါရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ Arsenal fan တယောက်အနေနဲ့ဒါပြောလိုက်ပြသည်เนาะသုံးတစ်ချက်တည်းကလည်းသုံးတစ်ချက်ကျွန်တော်တင်ထားပါတယ်เนาะသုံးတစ်ချက်တည်းကလည်းရှိပါတယ်ဒါကတခြားအပိုင်းပေါ့เนาะကျေးဇူးပါเนาะစင်ပြင်း like and subscribe နဲ့လည်းအားပေးကြအောင်เนาะကျေးဇူးပါ